ကမ္ဘောဒီးယားနိုင်ငံဟာထိုင်းနိုင်ငံနဲ့ကာလရှည်ကြာနေပြည်ပိုင်ဆိုင်မှုညှင်းပွားနေတဲ့ကိစ္စကိုနိုင်ငံတကာတရားရုံး ICJ မှာဖြေရှင်းဖို့စာရဆောင်ပေးပို့ခဲ့တယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ကပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့လကနှစ်နိုင်ငံအညှင်းပွားနယ်စပ်မှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးကမ္ဘောဒီးယားစစ်သားတို့ဦးသေဆုံးခဲ့ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က သူ့နိုင်ငံအနေနဲ့ထိုင်းနိုင်ငံနဲ့နယ်မြေပိုင်ဆိုင်ရင်းပွားမှုတွေကို ICJ ရဲ့ရန်နေရာကနေတဆင့်ဖြည့်ရှင်းဖို့ရွေးချယ်လိုက်တယ်လို့ဒနင်္ဂနွေနေ့ကသူ့ရဲ့လူမှုကွန်ရက်ကနေပြောကြားခဲ့တာပါကမ္ဘောဒီးယားဆူရရဲ့လုပ်ရက်ပေါ်အလွန်စိတ်ပြက်မိကြောင်းထိုင်းနိုင်ငံသားရဲ့ဝန်ကြီးဌာနကဒလင်းလာနေမှာပြောကြားခဲ့ပြီးနောက်ထပ်နိုင်ငံညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်နိုင်ငံဟာစနေတနင်္ဂနွေရက်တွေအတွင်းဖနန်ပင်မြို့မှာ ပူးရဲနယ်နိမိတ်ကုမ္ပဏီဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပေမဲ့နိုင်ငံဆက်ဆံရေးဖြေလျော့နိုင်မဲ့သဘောတူညီချက်တွေလည်းမရရှိခဲ့ပါဘူး။အဲ့ဒီအပေါ်ဒေတာရင်းနိုင်ငံတွေရဲ့စိုးရိမ်မှုတွေလည်းတိုးပွားနေပါတယ်။လက်ထလုံးမှာတော့ထိုင်းနိုင်ငံဘက်ကနယ်စပ်ဂိတ်တချို့အပေါ်ကန့်သက်ချက်တွေချမှတ်ထားပြီးကမ္ဘောဒီးယားဘက်ကလည်းထိုင်းရုပ်ရှင်တွေပြသခွင့်နဲ့ထုတ်လုပ်ခွင့်ကိုပိတ်ပင်ထားပါလိမ့်ခင်ဗျာ။